အားလုံးမင်္ဂလာပါယနေ့အတွက်စိတ်ဝင်စားစရာမြန်မာသတင်းနေနိုင်ငံတကာသတင်းများကိုမာကဇင်ဦးစူးစီးတင်ဆက်ထားတာပါ ဲ့တော့ဒီကနေ့ပြောမယ့်အကြောင်းအရာလေးကအဲကျွန်တော်တို့နေ့ကလည်းကြားဖက်နဲ့ပတ်သက်ပြီးတော့ပြောခဲ့ပြီးသွားပြီပေါ့နော်ဒါပေမဲ့လည်းဒီနေ့လည်းကျွန်တော်ကြားဖက်နဲ့ပတ်သက်ပြီးတော့ပြောစရာလေးရှိပါသေးတယ်အဲဘာပြောမလဲဆိုလို့ရှိရင်ဒီကနေ့အားနေပြီးတော့ပေါ့နော်တရင်ထုတ်ပြန်ရေးဖွဲ့ကောင်းကဘုဒ္ဓဆိုမင်းထုံးကဒါပြည်သူ့အသည့်ပေးပြောကြားလာတာလေးရှိပါတယ်တရင်ထုတ်ပြန်လာတာလေးရှိပါတယ်အဲ့ဒီထုတ်ပြန်ချက်လေးကိုအဲကျွန်တော်ပြန်ပြီးတော့ပြောပြပေးခြင်းနဲ့မျောက်ပေးခြင်းနဲ့အဲအဲ့တော့ဘာလဲဆိုလို့ရှိရင်တို့ဒီမျောက်ရီဒေတာမှာရှိတဲ့ KK ဘတ်အပါဝင်ကြားဖြတ်ငွေလင်ခိုင်းတွေကိုအစစ်စင်တဲ့အနေနဲ့နှိမ့်နေခဲ့တယ်မြမတက်မတော်ရဲ့ ဒီမြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲပြီးရင်ဒီနေကြားဆောင်တပ်ဖွဲ့ BGF တပ်ဖွဲ့ရဲဒါသုံးဖက်ပေါင်းပြီးတော့နှိမ့်နှင်းဆောင်ရွက်ခဲ့တယ်အဲ့ဒီခါမှာဖမ်းမိတာတော့လူတွေအဲ436ယောက်ပေါ့နော်တရုတ်နိုင်ငံသားအများစုပါဝင်တဲ့လူတွေ436ယောက်ဖမ်းဆီးထိန်းသိမ်းရမိခဲ့တယ်အပြီးလို့ရှင်ဒီအခန်းတစ်ခန်းထဲမှာကိုကဒီ laptop ပေါင်းတခန်းကိုအလုံး300အနေ60ကျားရှိတယ်ပြီးရင်ဖုန်းအလုံးပေါင်းလည်းထောင်နဲ့ရှိပြီးတင်ဆက်ရမိတယ်ဆိုပြီးတော့အတင်းထုတ်ပြန်လာတယ် ဒီကြောင်လေးနဲ့ပတ်သက်ပြီးတော့မနေ့ကတော့ကျွန်မဒါသတင်းအကျိုးလေးတော့ပြောခဲ့ပြီးပြီးသွားပြီပေါ့နော်ဒါကတော့ဒီကနေ့နိုင်ငံတော်နေတရားဝင်ထုတ်ပြန်လာတဲ့သတင်းကိုပြန်ပြီးတော့မျှဝေပြတာဖြစ်ပါတယ်အဲ့တော့အဲ့တော့ဘာထူးခြားလာသလဲဆိုရင်ဘုရင်ဆော်မင်ထွန်းရဲ့ထုတ်ပြန်ချက်ရုပ်တံလေးမှာပေါ့နော်အဲ့ရုပ်တံလေးတော့ကျွန်မရဲ့ Telegram Channel လေးမှာတင်ထားပါတယ်အဲဒီနေ့ကဖြတ်ပြီးတော့ပြောလိုက်ပါအောင်မယ် Telegram အသုံးပြုကြပါ Telegram အသုံးပြုပါဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကရရှိတဲ့သတင်းတွေကိုဒါအချိန်နဲ့တပြင်းညီရုပ်တံတွေထွက်နိုင်ဖို့အခက်ခဲပါတယ်အဲ့တော့ကျွန်တော်တို့ Telegram Channel တွေမှာအချိန်နဲ့တပြင်းညီတိတိထိုက်တဲ့သတင်းအကြောင်းအရာတွေကိုချက်ချင်းတင်ပေးနေရဖြစ်ပါတယ်ဒါကြောင့်မို့ Telegram အသုံးပြုပါ Telegram မှာဒီအင်္ဂလိပ်လိုသတင်းတွေရရှာလိုက်ရင် Subscriber တသိန်း2000ကျော်နဲ့ကျွန်မရဲ့ Channel ရှိပါတယ်အဲ့ဒီ Channel လေးကို join ထားပါပြီးတော့ကျွန်တော်တို့တင်တဲ့သတင်းတွေကိုအားပေးပေးပါ ပြောကြမှာထိလဲရောက်ပါတယ်အဲ့ channel လေးမှာပေါ့နော်ထိကန်ဆယ်ချင်တဲ့သူတွေလည်းကန်ဆယ်လို့ရပါတယ်အမဆက်သွယ်ရမယ့် Viber Telegram တွေပါပါတယ်ဒါကြောင့်လုံးလေးအကြောင်းညာဝင်တာပါပေါ့နော်အဲ့တော့တင်းလေးကိုဆက်ပြောပါမယ်အဲ့တော့တင်းလေးကိုဆက်ပြောမယ်ဆိုတော့အဲ့မှာရုပ်ဆောင်မြင်ထုံးပြောတဲ့ရုပ်သား file နဲ့မှာကျွန်မအရင်တော့ကြားသွားတယ်အဲ့တော့ဘာလဲဆိုတော့ကြားဖြန့်လုပ်ငန်းခွင်မှာဒါကျောင်းနယ်လုံခြုံရေးမှာအတင်းအားမစီခိုင်းခံရတဲ့နိုင်ငံခြားသားအုပ်ကိုအဲ့မှာအင်တာဗျူးလေးလုပ်ထားပြီးရေပေါ့နော် အဲဒီကင်ညာနိုင်ငံသူရဲ့ဖိလစ်ပိုင်နိုင်ငံသူရဲ့ပြီးရင်ဒီပါကစ္စတန်နိုင်ငံသားရဲ့ပေါ့နော်အဲသူတို့သုံးယောက်ပေါ့အဲကြောင့်ပြီးမှရုပ်တံလေးပြမယ်ရုပ်တံလေးဒီဘက်ဘေးမှာပြမယ်ပေါ့နော်အဲဒီဒီနားလေးမှာပြထားပြပါမယ်ရုပ်တံလေးကိုအဲ့တော့အဲ့နိုင်ငံသား၃ယောက်ကိုအင်တာဗျူးလုပ်ထားတယ်။အဲ့ဒီနိုင်ငံသား၃ယောက်ကလည်းသူကလည်းအရှိရှိတိုင်းအမှန်မှန်တိုင်းပဲဖြေတာ။ဟာကျွန်တော်တို့ကျွန်တော်တို့အစားအစာခံတော့မယ်ကျွန်တော်တို့မသိဘူးလေ။အဲပြီးတော့မှ ရောက်လာတာပေါ့နော်ရောက်လာတဲ့အချိန်မှာသူကထိုင်းလင်လက်မှတ်ပေါ့နော်ထိုင်းနိုင်ငံကိုလာတဲ့လင်လက်မှတ်သူတို့ကိုယ်တိုင်ဖြတ်ပေးရတယ်ကျွန်တော်အလုပ်လုပ်မယ်လို့ကျွန်တော်ပြောလိုက်တဲ့အချိန်မှာထိုင်းနိုင်ငံကိုလာတဲ့လင်လက်မှတ်သူတို့ဖြတ်ပေးရလေးစိတ်ရောက်တဲ့ခါမှာသူတို့လာကြိုတယ်ပြီးတော့သူတို့တိုက်တဲ့အိမ်ကိုတောက်လိုက်တဲ့အချိန်မှာကျွန်တော်သတိမိသွားတယ်ကျွန်တော်လည်းရောက်လိုက်ရောက်တော့ကျွန်တော်ဒီကိကိပတ်ထရောက်နေပြီအဲ့လိုပြောရပေါ့နော်အဲ့ဒါတော့ဒီပါကစ္စတန်နိုင်ငံသားပေါ့အပြီးတော့ပြည်နယ်နိုင်ငံသူကကြတော့သူကြောက်ထဲလာတယ်တဲ့သူကြောက်ထဲပေါ့နော်အာလာလာသူစိုက်ကယ်နဲ့တော့သူမောင်းပြီးတော့ဒီတက်လာခဲ့ရတဲ့အကြောင်းလေးပေါ့အဲ့ဒါလေးစိုက်ကယ်နဲ့ပါသူသွားရတယ်ပေါ့ အဲဒါလေးလည်းသူပြောပြရတယ်ဆိုတော့တို့တိုင်းတို့ရဲ့အဖြစ်အပျက်ဒီအားလုံးပြောပြရတယ်ဒါပေမဲ့သုံးယောက်စလုံးရဲ့အဖြစ်အပျက်ကတို့နေရာတစ်ခုရှိတယ်အဲ့ဒါပါလဲဆိုတော့တို့သုံးယောက်စလုံးထိုင်းနိုင်ငံကနေပြီးတော့မြန်မာပြည်ကိုတရားမဝင်ရောက်လာတာအဲ့ဒါထူးခြားတဲ့အချက်အဲ့ဒါတူညီတဲ့အချက်ပဲအဲ့တော့ကျွန်မမနေ့ကလည်းပြောခဲ့တယ်ဂျာကန်နဲ့ပတ်သက်ရင်ထိုင်းနိုင်ငံကတော်တော်လေးထဲထဲဝင်ပါဝင်ပတ်သက်နေတယ်နော်ဟိုဒီငွေလိမ်နာကိုဒီဥဆောင်ပြီးတော့ငွေလိမ်ကမ်းကြီးကိုဥဆောင်တာဒီတရုတ်နိုင်ငံသားတွေဥဆောင်နေတယ် ။နောက်ကျုပ်နိုင်ငံသားတွေဦးဆောင်တဲ့ဤပညာပိုင်းကိုကျုပ်နိုင်ငံကဆောင်ရွက်တယ်။ဒါပေမဲ့အဲ့ဒီကြားဖြန့်ကြီးအဲ့ဒီကြားဖြန့်လုပ်ငန်းတွေရက်တည်ရှင်သန်ဖို့ရေရှည်ရက်တည်ရှင်သန်ဖို့ sporting bay နေရာတွေထိုင်းနိုင်ငံလို့ကျွန်မမင်းကလည်းပြောခဲ့ပြီး။နောက်မင်းကလည်းပြောခဲ့ပြီးသွားပြီ။ဒီထိုင်းနိုင်ငံကအဲ့ဒီကျွန်တော်တို့မြန်မာပြည်ဒေသပေါ့နော်။ဒီရွှေကုတ်ကိုဆိုတဲ့နေရာမှာကျွန်တော်မြန်မာနိုင်ငံကလက်စစ်မီးရေအင်တာနက်လိုင်းတွေမရဘူး။ထိုင်းနိုင်ငံကလာတဲ့လက်စစ်မီးနဲ့အသုံးပြုပြီးတော့ဒီ desktop ပေါ့လောက်တဲ့အဲ့ကွန်ပျူတာတွေ laptop တွေဖုန်းတွေနဲ့အဲ့ထိုင်းနိုင်ငံလာတဲ့လက်စစ်မီးတွေကိုသုံးပြီးတော့တနိုင်ငံတော့တကဘာတော့ပတ်လိုက်တာတကဘာတော့ပတ်ပြီးတော့ဒီကြားဖြန့်နေအသိမ်းတာ ပြီးတော့ရှင်ဒီကျမတို့ဘက်ကညာအင်တာနက်နဲ့တို့တုံးပြီးလိမ့်တာမဟုတ်ထိုင်းနိုင်ငံလာတဲ့အင်တာနက်ကိုတုံးပြီးတော့တကမာတော့တို့ပတ်လိမ့်တာတကမာတော့တို့ပတ်လိမ့်တာပြီးရင်အဲ့ဒီကြားဖြန့်မှာငွေလိမ်နေတဲ့ကြားဖြန့်လောက်သားတွေဘယ်ရလာလဲထိုင်းနိုင်ငံကပဲဝင်လာတယ်ထိုင်းနိုင်ငံကနေဝင်လာတယ်ထိုင်းနိုင်ငံကနေမှတရားမဝင်မြန်မာနိုင်ငံနေဆက်ကိုရောက်လာကြတယ်ပြီးလို့ရှင်ပို့ပြီးတော့အဲ့မှာအတိတာလာဘာလဲဆိုတော့ထိုင်းနိုင်ငံကကြားဖြန့်နေနေနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဒီနိုင်ငံတကာခေါင်းဆောင်တွေရှိမှာနိုင်ငံတကာမျက်နှာသာရှိမှာတော့သူကကြားဖြန့်နေနေမှာသူတို့ပူးပေါင်းဆောင်ရမယ်အာအင်တာအားလိုက်လောက်ပါမယ်ဘာညာဘာညာဘာညာသူရှုတ်ပြောတယ် တကယ်ကြားတဲ့နိုင်ငံလေးမှာဘယ်လောက်ထိပူပေါင်းပါဝင်ထားသလဲလို့မင်းကထုတ်ရင်ကျွန်တော်နိုင်ငံကဒီ KK Pass ဆိုတဲ့အစာအုပ်ကြီးဖြိုချနေတာမျိုးတို့လည်းသိမှာပါအဲကျွန်တော်တို့တရင်နေမှာလေခဏခဏတင်နေအဲ KK Pass ဆိုတဲ့အစာအုပ်ကြီးကိုဖြိုချတဲ့အခါမှာမြန်မာနိုင်ငံအစစ်မြစ်နိပညာသုံးပြီးတော့ဖြိုချတာနော်အစစ်မြစ်နိပညာသုံးပြီးတော့ဖြိုချတာအဲ့လိုအစစ်မြစ်နိပညာသုံးပြီးဖြိုချပြတော့ကြောင့်အစာအုပ်ကသူကဒီလိုလေးဒီလိုစောက်ထားရဆိုတော့အဲ့အစာအုပ်ကိုဒီဘိုင်းနေကပ်ပြီးဖြိုလိုက်ပြီးဆိုရင်သူကဒီလိုပွတ်ထွက်ပြီးတော့ပောက်ခွဲထွက်သွားမှာမဟုတ်အဲ့အစာအုပ်ဒီလိုဆိုဒီလိုလေးပဲအဲအဲ့လိုလေးပဲဖြိုချတော့အဲ့ဒါလေးကိုလည်းကျွန်မဒီမှာရုပ်တံမှာတခါလေးပြပေးမယ် ဆိုအဲ့လိုလေးကြာတာအဲ့ဒါတော့မထိုင်းနိုင်ငံကဘာပြောလဲဒီလားအဲ့ဒီကေကေဘက်ကလည်းအစာဦးတွေကိုတဖြိုချတာတဲ့ကျွန်တော်တို့နိုင်ငံဘက်ကအစာနာတွေလာတယ်တဲ့မဲဆောင်ရည်သေးတော့အစာနာတစည်းတော့မကြောက်အဲ့ဒီကေကေဘက်ထဲမှာရှိနေတဲ့အဲ့ကေကေဘက်ဝင်းနေတဲ့အစာဦးတွေကတပ်ပင်နေတော့ညအေးစစီပဲကဲရှေ့ရှေ့ပြောပါအဲ့တပ်ပင်နေတော့အေးတာအေးစစီအဲ့တပ်ပင်နေတော့လည်းအေးစစီရှိတော့အဲ့ဒီမဲဆောင်ရည်ဟုတ်တစ်ဖက်ကအဲ့ထိုင်းနိုင်ငံကသူတို့ဘက်ကကြာပါတယ်တဲ့အစာနာတွေဘာဖြစ်လို့လဲဆိုတော့သူတို့ရင်နာနေတာပေါ့နော်ဘာဖြစ်လို့ရင်နာနေရလဲမေးတော့ကြားဖြတ်နဲ့ပတ်သက်ပြီးတော့ အဲသူတို့ကလက်စင်မီနဲ့မှာလဲလက်စင်မီရောအင်တာနက်မှာရောပြီးရင်ဒီဒီထားပါတော့အခြေခံစားတောက်ကုန်တွေရောဒါတွေရောသူတို့ကအများကြီးသူတို့ကဝင်ဝင်ငွေတွေအင်ကန်းနေရနေရဆိုတော့ဒီဟာကြီးဖြုတ်ပြက်လိုက်ရတဲ့အချိန်မှာသူတို့တော်တော်လေးရှင်းတာနေပုံထောက်တယ်အပြင်နောက်တစ်ခုကပါလဲဆိုတော့ကြားမြတ်နဲ့ပတ်သက်ပြီးတော့မနေ့ကကျွန်မပြောခဲ့ပါတယ်ငွေကြေးစီစဉ်မှုထိုင်းနိုင်ငံကနေပေါ်ပဲနိုင်ငံခြားငွေတွေအစီစဉ်တာကျွန်မမြန်မာနိုင်ငံနိုင်ငံခြားငွေကျွန်မမနေ့ကလည်းပြောပါတယ်မနေ့ရုပ်တံတွေကိုကြည့်ရဆိုရင်တော့မှတ်မိမှာပါ ကျွန်တော်နိုင်ငံမှာကုန်သွယ်ရေးလုပ်တဲ့သူတွေ trade လုပ်တဲ့သူတွေဆိုလို့ရှိရင်သိပါလိမ့်မယ်เนาะကျွန်တော်နိုင်ငံကနေပြီးတော့အဲနိုင်ငံသားငွေယူကျွန်တော်တို့အဲ့နိုင်ငံတွေမှာထားပါတော့ပစ္စည်းတစ်ခုခုဝယ်ရဲဆိုလို့ရှိရင်ကျွန်တော်ကနိုင်ငံသားကိုချက်ချင်းအဲ VNN ဝယ်ပဲထားပါတော့ VNN pass VNN ကိုကျွန်တော်ချက်ချင်းငွေချေလို့မရအောင်ကျွန်တော်မြန်မာနိုင်ငံကနေပြီးတော့အဲ့ Thai မှာတစ်ခုခုငွေရင်းလွှဲရတယ်အဲ့ Thai မှာအဲ့မှာတစ်ဆင့် VNN နိုင်ငံကိုငွေပြန်လွှဲပြီးတော့ပစ္စည်းတွေဝယ်ရတယ်ပစ္စည်းတွေသွင်းရတယ် trade လုပ်ရတယ်အဲ့လိုကျွန်တော်မိကလည်းပြောပြပြီးသွားတယ်ဒါတင်ဒီဗီဒီယိုလေးမှာထပ်ပြောပြတာအဲ့တော့ဘာလဲဆိုတော့ငွေကြေးစစ်ဆေးမှုအားဖြင့်လည်းတို့ကထိုင်းနိုင်ငံကလူတွေက အကျုံးရတွေရကြတယ်အကျိုးစီးပွားတွေရကြတယ်အဲ့မှာဒီကြက်ဖက်နဲ့ပတ်သက်ပြီးတော့ဘာလို့ကောင်အကျုံးရတွေရနေကြလို့လဲမသိဘူးအစာဥဖြူရတော့မှအစာနာရီကြပါလေဆိုပြီးထကန်ွက်တယ်အဲ့လည်းမြန်မာနိုင်ငံလည်းမလုပ်လဲဆိုတော့ပြောပြတော့အရင်တော့ကြားတယ်အဲ့တော့ကျွန်တော်တို့မြန်မာနိုင်ငံဘလို့ပြန်တော့ပြန်လဲဆိုတော့အဲ့အစာဥဖြူချတဲ့ဟာကိုဗီဒီယိုရိုက်ထားပြီးတော့ငါတို့အစာဥဖြူချရတာဘုံလေးကပ်ပြီးတော့ဒီလိုဖွားနေဖြူချလိုက်တာမဟုတ်ဘူးဒီလိုလေးဖြူချတာဆိုတော့ရုပ်တန်ရိုက်ပြီးအဲ့ဘုံကိုပြန်ပေးလိုက်တယ်အပီရောအဲ့အတန်တိတ်သွားရောကျွန်တော်အရင်သဘောကျတယ်အဲ့လိုမျိုးတုတ်ပြန်တာအဲ့လိုမျိုးဒီခါမဲ့တုတ်ပြန်တော့ကျွန်မအရင်သဘောကျတယ်ဘာဖြစ်လဲဆိုတော့ ဟိုလောကကြီးอ่ะဗျာကျွန်တော်ငိန်ခံနေပြီးတော့ကျွန်တော်တို့သဘောကောင်းနေတာ ਉਹ ကျွန်တော်ကျွန်မတို့ရဲ့သဘောကောင်းခြင်းနေနဲ့မတန်ဘူးလို့တော့ယူဆတာတယ် မလေးကလည်းပြောခဲ့ပါတယ်နော်ကျွန်တော်ကြားဖြန့်လို့ပြောလိုက်တာနဲ့ကြားဖြန့်နဲ့ပတ်သက်ပြီးအဓိကတောင်းရင်အရှိဆုံးကဒေဝနိုင်ငံသားတွေကဒါကြားဖြန့်လုတ်ကင်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့နီးပညာပိုင်းရောလူတွေရောဥစားမီလုတ်ကင်တာဖြစ်တဲ့အတွက်ကြောင့်ဒေဝနိုင်ငံအဓိကနံပါတ်1တောင်းဝင်ရှိတယ်ဒုတိယကအဲကြားဖြန့်နေရှင်းတဲ့ရက်တရာကိုမီပတ်ဝိုးပေးနေတဲ့ထိုင်းနိုင်ငံဒုတိယတောင်းဝင်ရှိတယ်ကျွန်တော်မိကလည်းပြောခဲ့တယ်ကျွန်တော်မြန်မာနိုင်ငံကမြန်မာနိုင်ငံရဲ့မျိုးပေါ်မှာဖြစ်နေလို့ဒါတောင်းရှိတယ်လို့ထင်ရပေမဲ့တကယ်တော့ကျွန်တော်မြန်မာနိုင်ငံကထဲထဲဝင်ပေါင်းပတ်သက်နေရမှရှိဘူးအဲ့မဲ့တခုတော့ရှိတာပေါ့နော် အဲ့ဒီမြေလွတ်နေရမှာအဲ့ဒီကြားဖြတ်နေလောက်ကင်ဖို့ရအတွက်မြေကိုဘယ်သူငားပေးလိုက်လဲတည်လားအဲ့ဒီမြေငားတဲ့အဖွဲထဲမှာပါတာ KNU ကဖရိုကွယ်ထူဝင်ဖရိုကွယ်ထူဝင်အဲ့ KNU ဆိုတာလည်းတည်ရတာပဲအမေရိကန်နောက်ခံအချက်ဖက်လက်လက်ကအဖွဲအဲ့ဖရိုကွယ်ထူဝင်ကသူ့ရဲ့သူ့ကိုယ်အဲ့မြေငားတဲ့စာချုပ်ထဲမှာသူ့ကိုယ်လက်မှတ်ထိုးပြီးတော့သူဒီမှာကြားဖြတ်နေလောက်ဖို့ရအတွက်ကိုမြေငားပေးလိုက်တာမြေငားတဲ့အဖွဲထဲမှာသူ့ကိုယ်လက်မှတ်ထိုးထားတယ်ဒါတွေကို ဇုံဘုံကြီးကကိုနီစောင့်ရှောက်မယ်ပေါ့အဲ့စာချုပ်ထဲမှာအများကြီးပိုင်းစာချုပ်ထဲမှာ Telegram မှာတင်မိထားတယ်ကြည့်ကြင်တိကြည့်နေတဲ့သူတွေအမှဝင်သွားကြည့်ပါရှာကြည့်ပါအဲ့တော့တကယ်တော့မဆိုးနဲ့ဘာမှမဆိုင်ဒါပေမဲ့နာမည်ပြောတော့ကျွန်တော်မြန်မာနိုင်ငံသူနိုင်ငံသားတွေတယောက်ချင်းစီရေဂုံတိခါကြီးကြားရတယ်နာမည်ပြရတယ်ဒီကြားဖြန့်ချောင်းမလို့လုပ်နေရတော့မြန်မာပြည်ပေါ်မှာမှန်တော့မှန်လေဒါပေမဲ့ကျွန်တော်မြန်မာနိုင်ငံထဲထဲဝင်ပေါဝင်ပတ်သက်နေရမရှိဘူးဒါလေးပေါ့ဒါပေမဲ့အဲ့ဒါကိုအဲမနေ့ကလည်းကျွန်တော်တိုက်တွန်းခဲ့ပါတယ်ပြောပြကြပါမြန်မာကိုယ်နဲ့ပြောပြကြပါမသိနားမလဲတဲ့သူတွေကိုလည်းပြောပြပါပြီးလို့ရှိရင် မြန်မာတို့မှာနိုင်ငံခြားသားအသိမိတ်ဆွေတကယ်ချင်းတွေရှိမယ်ဆိုရင်ပြောပြပါကျွန်မလည်းပြောပြပါတယ်။နောက်ကျွန်မလည်းဒီရုရှားဘက်ကအသိမိတ်ဆွေတွေရှိတယ်မေးတယ်။ဒါမြန်မာမှာကြားဖြတ်နေအရင်ဆိုးနေရပြောနေပါအာငါတို့မြန်မာမှာကြားဖြတ်နေဆိုးတာမဟုတ်ငါတို့နိုင်ငံသူနိုင်ငံသားတွေကအဲ့လိုဟိုလူတွေကိုလိမ်ငယ်ပို့ရတော့အဲ့လိုအဆင်ပြေနိုင်တဲ့ပညာတွေသုံးပြနိုင်တဲ့အနေထားငါတို့မှာမရှိသေးဘူး။ဒါရတဲ့နိုင်ငံကနေပြီးတော့တရုတ်နိုင်ငံသားတွေကိုယ်တိုင်သူတို့ဆော့ဝဲရေးပြီးတော့သူနိုင်ငံကလာလိမ်တာဥဆောင်ပြီးလာလောက်တာအဲသူတို့ ရှင်းပြရည်လို့ရအောင်လက်စစ်တွေမီတာတွေထောက်ပံ့နေတာအင်တာနက်ထောက်ပံ့နေတာထိုင်းနိုင်ငံအဖြစ်တွေထိုင်းနိုင်ငံကပဲအဲ့တရားမဝင်လုပ်သားတွေတရားမဝင်ကြားဖန်လုပ်သားတွေဝင်လာတယ်ဆိုတာကိုကျွန်တော်ရှင်းပြရတယ်။ဟုတ်ရှင်းပြရတယ်။အဲ့တော့ခင်ဗျားတို့လည်းရှင်းပြကြပါ။ရှင်းပြပါ။ဟောကျွန်တော်တို့မြန်မာနိုင်ငံကိုတတ်တတ်မဲ့ကြီးဒါနာမည်ဖြတ်ပြီးတော့ပုံရိပ်ကြအောင်လုပ်နေတာ။ပြီးရင်ကြားဖြတ်အောင်ပြုပြီးတော့နိုင်ငံအမြတ်ထုတ်ဖို့ကြိုးစားနေတဲ့အဖွဲ့အစည်းတွေလည်းရှိတယ်။အထူးသဖြင့်တော့နိုင်ငံကြီးတွေပေါ့နော်။နိုင်ငံကြီးတွေသူများနိုင်ငံရဲ့အတွင်းကြီးကိုအရေးဆော့ဖတ်ခြင်းနိုင်ငံကောင်းစီအမျိုးမျိုးရှာနေတဲ့နိုင်ငံကြီးတွေရှိတယ်။ဒါကိုလည်းအတိတ်တတိနဲ့ ကာဝယ်နေရတဲ့အနေအထားဖြစ်တယ်ပေါ့နော်လက်ရှိအစိုးရကာဝယ်နေရတဲ့အနေအထားဖြစ်ဒါပေမဲ့လက်ရှိအစိုးရကတော့အဲအရန်ကိုအစ်မဒါကိုအစိုးရမလို့ကိုအောင်မြှောက်ပင်ပြီးပြောတာမဟုတ်အသိတတိတတော်ကောင်းကောင်းနဲ့ဒီဟာကိုကန်ဖြဖြရှင်းနေရမြင်ရတဲ့အတွက်ကြောင့်တော့ကျွန်မဒီလက်ရှိအစိုးရလက်ထံမှာတော့အရန်ကြီးတော့ကျွန်မစိတ်မကူဘူးအနောက်ဆိုရည်ဆိုရင်လည်းတခြားလေးအသေးသတိနဲ့ပဲဒီဟာတွေကိုဒီနိုင်ငံတကာနဲ့ပတ်သက်ပြီးတော့အဲဆောင်ရွက်ရတဲ့ကိစ္စတွေကိုအသေးသတိထားပြီးတော့ပို့ပြီးတော့ဆောင်ရွက်တင်နေဆိုတဲ့အကြောင်းလေး အဲ့ပြောကြကြမှာလေအပြင်ကြားခန့်နဲ့ပတ်သက်ပြီးတော့ဒီလောက်ပါပဲနောက်နောက်တစ်ခုကတော့ကြားခန့်တော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့ထိုင်းနိုင်ငံနဲ့ပတ်သက်ပြီးတော့ဆက်ပြီးတော့ပြောချင်တာလေးရှိသေးတယ်အဲ့ဒါဘာလဲဆိုတော့ဒါမဲ့နိုဝင်ဘာလ23ရက်နေ့မှာအဲဒီထိုင်းနိုင်ငံစမုတ်ပကံဟုတ်တယ်စမုတ်ပကံမှာအဲဘာလို့မလဲဆိုလို့ရှိရင်ဒီ driver ကိုပေါက်ပေါ့နော် driver ကိုပေါက်ရှိုက်ကူးထားတယ်ပြီးရင်မင်းမကွန်အပါဝင်တခြားသောဒီအကြံဖက် PDF တွေတရုတ်ဆောင်ထားတဲ့ပြုံပြုံလေးဆိုတဲ့စကားကိုယုံတယ်မယ်ဆိုပြီးတော့ကြော်ညာကြတယ်အဲ့တော့သူတို့လူမှုကွန်ရက်တင်းနေအရာတော့အဲ့ပြုံပြုံလေးထားအောင်ဆိုတော့ချင်းမိုင်ပါလေ ချင်းပိုင်းမှာမဲဆောင်မှာတို့တို့ဒီယုံတင်ပြီးသွားပြီဆိုပြီးတော့တို့ရဲ့လူမှုကွန်ရက်သတင်းတွေအရာသိရတယ်ပေါ့နော်ဘယ်ယုံဒီမှာတင်လဲဆိုတော့ကျွန်တော်တို့မသိဘူးဒါပေမဲ့အခုဒီလာမယ့်နိုဝင်ဘာလ23ရက်နေ့မှာတော့အဲဒီထိုင်းနိုင်ငံစမှုပကံမှာအဲ့တို့ဒီကောက်ကိုယုံတင်မယ်အခုလက်မှတ်တီတောင်းတို့ချောင်းနေကြပြီလို့သိရတယ်ပေါ့နော်ဒါဒါလေးတက်လာတယ်အဲ့တော့ဒီကနေ့လဲ information team မှာလဲကျွန်တော်ဝင်ပြီးတော့မေးခဲ့လိုက်ပါတယ်။နောက်ထိုင်းနိုင်ငံအဲ့လိုအဲ့လိုတွေလုပ်နေတယ်အချမ်းဖက်သမားတွေကိုထောက်ပို့ဖို့အတွက်ထောက်ပံ့ဖို့ရအတွက်ဇာကားတွေဒီမှာယုံတင်နေတယ်အဲ့ဒါကိုကျွန်တော်တို့မြန်မာနိုင်ငံအစိုးရအနေနဲ့ရောတရမန်ရေးရအနေနဲ့ရော ထိုင်းနိုင်ငံကိုအတီးပေးတာတွေအချောင်းချစာတွေအဲလောက်တာတွေလောက်ကလားပေါ့နော်အလုပ်လုပ်ဖို့အစီအစဉ်ရှိလားမရှိဘူးလားပေါ့ကျွန်မအဲ့ဒါလေးတောင်းမိထားတယ် information team မှာအခုချိန်တိတော့မဖြေသေးဘူးအနိုင်ပါတယ်မှတ်နေရအခုဒါညနေ6နာရီကျော်ပြီပေါ့နော်အခုချိန်တိတော့ကျွန်မအဖြေမရသေးဘူးကျွန်မအဲ့လိုလေးမိထားတယ်အဲတပတ်သူအဲ့တော့ထိုင်းနိုင်ငံတိုင်းကလေဟိုအချက်စာရိတ်တာဘလောက်ထိုင်းနိုင်ငံကမြန်မာနိုင်ငံပေါ်အချက်စာရိတ်တာဘလောက်မကောင်းလဲဆိုလို့ရှိရင်ကျွန်တော်မြန်မာနိုင်ငံတည်းကလက်နက်ကိုင်တောင်းကျမ်းသူတွေ ပေါ့နော်လက်နက်ကိုင်တောင်းကျမ်းသူတွေကိုသူတို့နိုင်ငံထဲမှာအေးအေးဆေးဆေးလွတ်လပ်လပ်သွားလာနေထိုင်ခွင့်ပေးထားတယ်။အဲဒီလက်နက်ကိုင်တောင်းကျမ်းသူတွေရဲ့ပိုင်ဆိုင်မှုတွေထိုင်းနိုင်ငံမှာအေးအေးဆေးဆေးလက်ခံထားရှိထားတယ်။ပြီးရင်ကျွန်တော်မြန်မာနိုင်ငံမှာ2021ခုနှစ်မှာနိုင်ငံရေးဖြစ်စဉ်ကြီးဖြစ်တော့ခါကြတော့ကျွန်တော်နိုင်ငံရဲ့ဒီနိုင်ငံတော်တော်လန်ပုံကံမဲ့သူတွေအစိုးရကိုတော်လန်ပုံကံမဲ့သူတွေအကုန်လုံးဘယ်ရောက်လဲဆိုအိုင်ထိုင်းနိုင်ငံမဲ့ဆောက်ကနေပြီးတော့ဟိုချင်းမှန်ကိုရောက်အောင်တို့ထိုင်းအနာပိုင်းက လူတချို့ကပါပါတယ်။အဲကျွန်မအိုက်တုံးကတော့ကျွန်မတရင်ရသမျှအကုန်လုံးစုဆောင်းပြီးတော့တောင်ရှိသူတွေကိုပို့ခဲ့ဘူးလေပေါ့နော်။အိုက်ထိုင်းနိုင်ငံကအိုက်တောင်ရှိတဲ့ပုံကိုကိုယ်တိုင်သူကကားနဲ့ကယ်ရီရိုက်ပေးရ။မြန်မာနိုင်ငံကဒီမဲဆောက်ကနေပြီးတော့ချင်းမိုင်ဒီဘက်ဘလောက်ဆိုပြီးတော့တကယ်ရရပြီပို့ပေးရဒီစီရီယံလုတ်တဲ့သူတွေပေါ့နော်စီရီယံလုတ်တဲ့သူတွေပြီးရင်နောက်ထပ်တနိုင်ငံကိုထပ်ပြီးတော့ဒါ refugee အနေနဲ့ရှောက်ထားမဲ့သူတွေအမေရိကသွားမဲ့သူတွေအော်စီသွားမဲ့သူတွေအဲ့အကောင်ကတော့တခါတည်းကယ်ရရပြီပို့ပေးရချင်းမိုင်ကိုအားလုံးသာဆိုပြီးချင်းမိုင်ဒီမှာတစ်ဆင့်နောက်ထပ်နိုင်ငံနိုင်ငံတွေတတိယနိုင်ငံတွေကိုသွားပေါ့အဲ့လိုမျိုးလုတ်ပေးရဆိုတော့ ထိုင်းနိုင်ငံအဲ့လိုမျိုးအခြေစားလိုက်တာရှိတယ်ပြီးရင်မြန်မာနိုင်ငံတွေကတောင်းကျသူတွေအားလုံးလက်ခံပေးထားတယ်ထိုင်းနိုင်ငံပြီးရင်တောင်းကျသူတွေတင်လက်ခံတာပေါ့အဲ့တောင်းကျသူတွေကိုဆက်ပြီးတော့ရှင်သန်နိုင်အောင်လို့အဲ့တောင်းကျသူတွေရမွေရှာတာတွေနဲ့ပတ်သက်ပြီးတော့ဂူကြီးအားပေးထားတယ်အခုဆိုရုပ်ရှင်တွေပြပေးတော့မှာအဲ့တော့အဲ့တော့ထိုင်းနိုင်ငံကလူတွေကိုကျွန်မမေးချင်တယ်ပေါ့နော်ထိုင်းနိုင်ငံကိုဒီနေရာကနေမေးချင်တယ်ကျွန်မစကားနားလည်လဲမလဲလဲဟိုတည့်ရသူတွေဒီဗီဒီယိုဖိုင်အောင်တော့ပြပြီးတော့ဘာသာပြန်မေးလိုက်ကြဗျာနော်ကျွန်မပြောချင်တယ်အခင်ဗျားတို့ထိုင်းနိုင်ငံကိုတော်လန်ပုံကံမဲ့သူတွေခင်ဗျားတို့ထိုင်းအစိုးရခင်ဗျားတို့ထိုင်းဘရင်တက်မတော် ကိုတော်လာပုံကံမဲ့သူတွေကျွန်တော်တို့မြန်မာနိုင်ငံမှာနေမှာကျွန်တော်တို့ခေါ်ထားမယ်ခေါ်ပြီးကွန်မန်းပေးခိုင်းမယ်မတော်မြန်မာနိုင်ငံထဲမှာနေနေပြီးတော့ရင်မင်းတို့ထိုင်းဆိုးရောက်ပုံကံဒီအဲ့မှာပုံကံမဲ့သူတွေမိဒီကနေ့ကွန်မန်းပေးဒီကနေ့ပြီးကွန်ထရိုးလုပ်ဒီမှာစင်မြဆိုးရောက်ဖွဲ့နောက်ဖွဲ့ပြီးဒီကနေ့ပြီးကွန်မန်းပေးပြီးတော့ထိုင်းအဆိုးရောက်ပုံကံခိုင်းစာတိုင်းပြခိုင်းမတော်မြန်မာနိုင်ငံမှာအေးစိတ်နေဆိုပြီးကျွန်တော်တို့အဲ့လိုခေါ်ထားပေးမယ်ရမလားရမလားအဲ့လိုခေါ်ထားမယ်ခင်ဗျားရင်ခံပါလားအဲ့စကားကိုကျွန်တော်တို့မေးချင်တယ်နောက်ကျွန်မထိုင်းနိုင်ငံမတော်မရောက်တာတော်တော်ကံကောင်းတယ် ကျွန်မရောက်ရင်အဲ့လိုသွားမေးမှာအဲ့တော့ထိုင်းနိုင်ငံလူတရရောက်လာမယ်ဆိုလို့ရှိရင်လည်းကျွန်မအဲ့ဒီမေးခွန်းမေးပြန်မှာသိချပါတယ်နော်အဲကျွန်မလည်းဒီပွဲတွေတက်နေရထိုင်းရလူတွေနဲ့ကျွန်မတိတ်မတွေ့ရသေးဘူးတွေ့ပြီးရင်ကျွန်မမေးမှာသိချတော့မေးမှာဘာဖြစ်လို့လဲဆိုတော့အဲ့မေးငါတို့ငါတို့နိုင်ငံတော်အစိုးရငါတို့နိုင်ငံတော်ဒေါ်လာပုံကံနေရသူတွေကိုကြာမင်းတို့နိုင်ငံထဲမှာလက်ခံထားတာအဲ့ဒါဆိုမင်းတို့နိုင်ငံကိုဒေါ်လာပုံကံမဲ့သူတွေငါတို့မြန်မာနိုင်ငံထဲမှာလက်ခံထားမယ်သူကသူကြိုက်တော့တုံးတဲ့တိုင်မကတော့အထ30တိုင်ကြီးမင်းနဲ့ပဲစောက်ပြီးနေနေငါတို့လက်ခံထားပြီးတိုင်မယ်သူကသူအမင်းတို့ထိုင်းဘက်ငွေတွေတန်းနဲ့ချီပြီးတော့ပဲယူလာယူလာငါတို့ငါတို့ဘာနေမှာလက်ခံထားပြီးတိုင်မယ် ူ့ရဲ့ပိုင်ဆိုင်မှုတွေအေးဆေးထားပေးထားမယ်ပြီးရင်သူစိတ်ကြိုက်မင်းတို့အဲ့မှာထိုင်းနိုင်ငံကြီးမတီးမငြိမ်ဖြစ်အောင်ထိုင်းနိုင်ငံကြီးအချိုင်းဘရင်ထိုင်းဆိုရတွေကိုဒါဟိုတော်လံပုံကံမဲ့သူတွေသူကသူဘာတွေပဲပြောနေပြောနေဘလို့ပဲကွန်မန့်ပေးနေပေးနေငါတို့အေးဆေးသူ့ကိုထားထားမယ်ဆောင်ရှောက်ပေးထားလိုက်မယ်ဆိုရင်ခင်ဗျားတို့လက်ခံပါလားထိုင်းနေခင်ဗျားတို့လက်ခံပါလားနော်အဲ့ဒါလေးမေးစင်မေးအဲ့ဒါလေးမေးချင်တာရှိတယ်အဲ့တော့ခင်ဗျားတို့ကိုချင်းစာပါနော်ကျမတို့နိုင်ငံစုနိုင်ငံသားတွေကျမတို့အေးချမ်းနေခြင်းပြီးနော်ကျမတို့နိုင်ငံအောင်ဒါနိုင်ငံတကယ်တွေထအောင်လုပ်မဲ့သူတွေကိုပျောက်ပျောက်စေခြင်းပြီးအဲ့တော့ information တိရမှာလည်းမေးထားတယ်အဲ့တော့ဒီထိုင်းနိုင်ငံထိုင်းမြန်မာတန်ရုံအနေနဲ့လည်းအဲတခုခုပေါ့နော်အတိပေးတာပဲဖြစ်ဖြစ်တတိပေးတာပဲဖြစ်အကြောင်းကြားစာပေးတာပဲဖြစ်ဖြစ်ဆောင်ရွက်ပေးပါကျွန်တော်တို့ကတော့လက်မခံပါဘူးနော်ကျွန်တော်တို့ကလက်မခံပါဘူးအင်္ဂလိပ်နိုင်ငံဖြစ်ပြီးတော့အင်္ဂလိပ်ချင်းကောင်းမပီတာတဲ့ထိုင်းနိုင်ငံရဲ့လုပ်ရက်တွေကိုကျွန်တော်တို့ရှုံချပါတယ်ဖြစ်နိုင်တယ်ကျွန်တော်ဆိုင်းမကန်ပြောကိုဆန္ဒပြကြင်သေးရနော်ကိုယ့်အကူဒါအများကြီးမလုပ်နိုင်သေးလို့ကျွန်တော်ကလုပ်ဆရာရဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးလုပ်ဆရာရဲ့အများကြီးရှိနေသေးလို့ဖြစ်နိုင်တယ်ကိုယ်တော်ဆန္ဒပြကြင်တာကျွန်မရဲ့စိတ်ရင်းပါဒါကတော့ထိုင်းနိုင်ငံရဲ့ မကောင်းတဲ့အကျင့်စရိုက်တွေအကြောင်းမျှော်ပြပေးတာဖြစ်ပါတယ်အဲ့တော့နှစ်ချက်ရှိသွားရင်တော့ကြားဖြတ်နဲ့ပတ်သက်ပြီးတော့လေထိုင်းနိုင်ငံရဲ့မြန်မာနိုင်ငံပေါ်စိတ်ထားအခုလဲဒီဟိုအကျန်းဖတ်သမားရင်းနဲ့ပတ်သက်ပြီးတော့ထိုင်းနိုင်ငံရဲ့အကျင့်တွေအဲဒါတွေကိုကျွန်မဒီကနေ့ထုတ်ဖော်ပြချခဲ့တာဖြစ်ပါတယ်နောက်တစ်ခုကတော့ကျွန်မတို့ဒီဟိုဆရာတော်ဖျားကြီးပေါ့နော်အိန္ဒိယမြန်မာသာသနာ့ဘုရားဆရာတော်ဖျားကြီးဒေါက်တာဝိတုဒ္ဒနဲ့ပတ်သက်ပြီးတော့ပြောချင်ပါတယ်အဲမင်းကတော့တရင်နေတော်ခိုင်တာတက်လာတယ်ဆရာတော်ဖျားကြီးလွတ်ပြီဆိုကျွန်မပြောနေတော့ရှိသေးတယ်နောက်ကနေပြောကိုကျော်စိုးကပြန်ပြောတယ်မလွတ်သေးဘူးဆရာတော်ဖျားကြီးကဟာဘယ်တရင်ကအမှန်ပဲမသိဘူး တို့ကြတယ်တောင်ပူလာဆရာတော်ဖခင်ကြီးက main တို့တောင်ပူလာဆရာတော်ဖခင်ကြီးကိုသွားကြည့်ရတယ်ဆရာတော်ပြောထားတာသူဖုန်းပြောထားတဲ့အသံဖိုင်တို့သူတင်ထားတာဟုတ်လားဗာလဲဆိုတော့အဲဌာနကောင်းကူကတော့ဆရာတော်ဖခင်ကြီးရဲ့ညီဆိုတဲ့ပုဂ္ဂိုလ်ကပုဂ္ဂိုလ်နဲ့တောင်ပူလာဆရာတော်ဖခင်နဲ့ဖုန်းပြောတာပေါ့ဆရာတော်ဖခင်ကြီးကိုဌာနကောင်းကူကလွတ်ပြီလို့ပြောတယ်ဒါပေမဲ့ဆရာတော်ဖခင်ကြီးကြောင်းတော့မရောက်သေးဘူးလေအဲအသံဖိုင်လေးပါလာသူပြောတဲ့မှာလည်းရှင်းပါတယ်။ तू तू သိတာလေး तू ပြောပြတာလေ။ तू ဝမ်းသာကြင်လို့ဝမ်းသာရအောင်လို့စိတ်ပူနေကြလို့ဝမ်းသာရအောင်လို့ तू သိရလေး तू ပြောပြတာ။အเจ้าတော့ရောက်မလာသေးဘူး။အဲကျွန်မအဲ့တော်ဖိုင်လေးကိုပဲအရင်ဆုံးကြည့်ပြီးတော့ သိနေမှာဗာတွေးလိုက်လေဩဆရာတော်ဖျားကြီးဒီခေလွတ်သွားပြီထင်တာပဲပေါ့နော်။ဘာလို့လွတ်သွားပြီလုံချိုလေးအရာဒါလုံချိုတဲ့တနေရာမှာရှိနေတော့ပြီ။အဲသူ့ရဲ့ဒီဟာညီလေးမိသားစုတကတကမတွေကိုဆက်တွေ့ဖို့ရအတွက်ကိုလတော်တော့ပါကျမကြီးအနေထားရအစမပြေသေးလို့မဆက်တွေ့သေးတာ လားမသိဘူးပေါ့ဒါလေးကျမတော့တွေးမိလိုက်သေးရဲ့ဘာဖြစ်ဖြစ်ပါကျတော်ဖျားကြီးကိုလွတ်စေချင်ပါတယ်။ဟောဆရာတော်ဖျားကြီးဟိုမလွတ်သေးရလားလွတ်ပြီလားတခြားမသိပေမဲ့စိတ်ရင်းနဲ့ကိုဆရာတော်ဖျားကြီးကိုလွတ်မြောက်စေချင်ပါတယ်။အဲ့တော့ဟိုအကြက်ကသမားလေးအနေနဲ့လေပြည်သူတွေယုံမုန်းနေတာ လက်ရှိရုံမုံနေရတဲ့ပို့ပြီးတော့အမြောင်များစွာသောရုံမုံမှုတွေကိုဟိုလက်ခံမရရှိပါတော့နဲ့မဲတော့ဒေါ်လာကြီးလည်းတဖြည်းဖြည်းနဲ့ကိုကိုလုံနေတဲ့ဒေါ်လာကြီးလည်းအထိပယ်ရှိသေးရဲ့လားလို့ကိုဘကလည်းနှစ်ဖက်ပေါ်လက်တင်ပြီးတော့ပြန်လဲစဉ်းစားကြည့်ကြပါဦးနော်အဲ့တော့ဆရာတော်ဖျားကြီးကအခုလွတ်ပြီလားမလွတ်သေးဘူးလားတခြားမသိမယ်ချို့ရလည်းလွတ်ပြီပြောတယ်ချို့ရလည်းမလွတ်သေးဘူးပြောတယ်ဘာမှတော့တခြားမသိဘူးကျွန်တော်လည်းတိကျတာသိရင်တော့အဲဒီသတင်းပြန်ပြီးတော့တင်ဆက်ပေးပါမယ် ့နောက်ဆုံးရတဲ့တင်ရတော့ကုချော်ဆိုးကတော့မလွတ်သေးဘူးတဲ့အဲတောက်လျှောက်သူကတော့ပြောတယ်မလွတ်သေးဘူးဒီ Facebook ပေါ်မှာတော့လွတ်ပြီလွတ်ပြီလို့ပြောနေချာရှိကျွန်တော်လွတ်စေချင်ပါတယ်စိတ်ရင်းနဲ့ကိုလွတ်စေချင်ပါတယ်လွတ်ပြီလို့ပြောတဲ့တင်ကိုအမှန်ဖြစ်စေချင်ပါတယ်ဒါကြောင့်စိတ်ရင်းပါအဲ့တော့ဒီနေ့ရုပ်တံလေးကတော့ဒီနေ့အတွက်ကတော့ဒီလောက်ပါပဲနောက်ထပ်ဒီမှာလည်းထူးခြားတဲ့အကြောင်းအရာတွေနဲ့အတူအဲတင်အကြောင်းအရာတွေမျှဝေရင်းနဲ့ပြန်လာခဲ့ပါအောင်မယ်ကျွန်မသတင်းဦးပါရှင်